ိန်တော်ရေးကံမကောင်လို့အိန်တော်ကွဲဘွားကိုရောက်ရှိပေမဲ့ဘွားကိုအကြောက်ပါဆုံးပြန်လဲရထကြတဲ့မင်းသမီးတုံးလက်အချံကိုပြပြပေးချင်ပါတယ်။နံပါတ်၁ရွှေဝတ်တင်လေးမော ရုံးဝတင်လင်မိုးကတော့အနုပြန်အလုပ်ကိုအသက်၁၀နှစ်ကျော်လောက်ကလေးကစတင်ပြီးတော့လုပ်ခိုင်းခဲ့သူဖြစ်ပါတယ်။သူမ၏အဖေဖြစ်တဲ့ထိတ်တန်မင်းသားကြီးလင်မိုးချီယာကိုနင်းပြီးပိတ္တူရဲ့အစ်စ်တော်ဖြစ်တချိန်တုန်းကအနုပြန်လှူရှာခဲ့သူသူဖြစ်ပါတယ်။အသက်ငယ်ငယ်နဲ့အနုပြန်လောကတွေကိုဝင်ရောက်ခဲ့ပြီးတော့သူမ၏ချုံမုံမှုတေယောဆောင်ရဲ့ချင်းတွေနဲ့ပိတ္တူရဲ့အများကြီးရရှိခဲ့ပါတယ်။ ရုံးမကျင်လင်မှုကဖခင်ချေအားကိုနင်းပြီးအတန်ငယ်ငယ်နဲ့အမှုပညာလို့တွေ့လုကိုင်းခဲ့ပေမဲ့လမ်းလွဲရောက်ပြီးတော့ငငယ်ရွယ်နဲ့အင်တော်ကျသွားခဲ့တာဖြစ်ပါတယ်။အဖေချောအမေချောကမွေးဖွားထားတဲ့သမီးဖြစ်လို့ချောမော်ရဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတဲ့ရုံးဝတ်တီလင်မှုကဆဲကျော်တဲ့အရွယ်ကလေးကအမှုပညာလို့တွေ့ကိုလုကိုင်းခဲ့တာဖြစ်ပါတယ်။ သူမကအနုပညာလမ်းကြောင်းပေါ်မှာလောက်ကိုင်းနေဆဲကြော့တဲ့အရွယ်မှာပဲအင်တောင်ကြခဲ့ရမို့အနုပညာနဲ့ရောပြိတ္တနဲ့ပါကင်းခွာခဲ့ရပါတယ်။မမျော်လင့်ထားတဲ့ရုံးဝတ်ကျေလွန်မှုရဲ့လက်ထက်ပွဲကြောင့်ပြိတ္တရီရောအနုပညာတိုင်းဝိုင်းကပါနမျောချရတဲ့အထိဖြစ်ခဲ့ရပါတယ်။ငယ်ငယ်ချောချောလေးနဲ့အမြင်မှုအလားလာအများကြီးရှိတာကိုအစ်စ်ကိုဦးစားပေးခဲ့လို့အလုံးကနှမျောခဲ့ကြသလို့ ။နှမျောဆုံးကတော့ဖခင်ပါ။ဒါမဲ့လွန်မိုးကဖခင်တူပီပီချဲချဲမြတ်တာပြည့်နဲ့တမေအတွက်ထတ်တလဲလဲနဲ့မြေလီကိုဆောက်ရှောက်ပေးခဲ့ပါရင်နိုင်ငံခြားမှာဒီကိုရဲအလလုံးရင်တားလီကိုအဖေရလက်ချင်းမှချခဲ့တဲ့ရုံးဝတ်ခြင်းလွန်မိုးအတွက်ဖခင်လွန်မိုးရဲ့အပြုံနဲ့မြတ်တာတွေကတော့ဘဝတစ်လျှောက်လုံးမေလျော်ဖို့မဖြစ်နိုင်ပါဘူး။အသက်၁၉နှစ်အရွယ်မှာပဲအိမ်တော်ကျသွားခဲ့တဲ့ရုံးဝတ်ခြင်းလွန်မိုးကအသက်၂၄နှစ်အရွယ်မှာတော့အိမ်တော်ကွယ်ဘဝကိုရောက်ရှိခဲ့တာဖြစ်ပါရဲ့။ သူမရဲ့ခင်ဗျားဟောင်းနဲ့ကလေးကိုရရှိခဲ့ပေမယ့်အင်တာကွဲသွားတော့ပုံမှာစိတ်တက်ကြမနေပဲစိတ်တက်ခိုင်မာစွာနဲ့ပဲအကောင်းဆုံးပြင်လဲရတီကအကုစိန်တော်အနုပညာလောကထဲမှာအောင်မြင်စွာနဲ့ရည်ကျင်းနိုင်ခဲ့ပါပြီ။နံပါတ်1ဝိုင်းစုခိုင်တိန် မြန်မာပြည်ရဲ့နာမည်ကြီးအစိုးရသူဖြစ်တယ်လို့ထွတ်မြအဗန်တိုင်းမှာလည်းအောင်မြင်တဲ့အစိုးရကတော့ပြည်သက်ချစ်တော်ဒေသရှင်ဝိုင်းစုခိုင်တိန်ပဲဖြစ်ပါရင်ဝိုင်းစုခိုင်တိန်ကအစိုးရတရားဖြစ်ုံမကကျွန်ညာနေရုပ်ရှင်တရားဆောင်သူလည်းဖြစ်ပါရင်ဒုမရဲ့ဒေသချင်းတွေကဒီနေ့အချိန်ထိပြည်သက်ပြည်ချာမှာနာမည်ကြီးပြီးတော့ပြည်သက်မသိသူမရှိအောင်ရှာပါပါရင် တို့မအနုမြာလောကမှာတော့အမြင့်တလာအကြီးမှာတော့ကန်ခေပါရင်တို့မကမြန်မာနိုင်ငံရဲ့ထိတ်တဲမင်သားဖြစ်တဲ့ဟင်းဝရနဲ့တွေ့ခဲ့ပြီးတော့မိဘချင်းသဘောမတူမှုတွေကြောင့်ပြက်စဲခဲ့ရပါတယ်။ဟင်းဝရနဲ့ပြက်စဲပြီးနှစ်နေခဲ့ကြမှာတော့စီပွားရေးလုံခြုံရေးသူဖြစ်တဲ့ကိုအုတ်ခါနဲ့အတူ2024ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။သူတို့နှစ်ဦးရဲ့လက်ချက်ပွဲကကြည်ကြဲခဏပြီးမိန်းလေးတိုင်းအားကြအောင်လက်ထပ်ခဲ့ကြပါတယ်။ မြဲမယ်လို့ထင်ခဲ့ကြတဲ့အင်တော်ကြီးကလည်းမမြဲခဲ့ကြပါဘူး2016စက်တင်ဘာလ30ရက်နေ့မှာတော့တရားဝင်ကွာရှင်ခဲ့ကြပါရီအဲဒီနောက်မှာတော့သူမကငယ်ချီဦးဖြစ်တဲ့အစရောအောင်လာနဲ့တွေ့ခဲ့ပါရီအောင်လာအထေကိုမရောက်ခင်တည်းတော့သူတို့နှစ်ယောက်ရဲ့ဆက်ဆက်ရေးကပြည့်စည်သွားပြီဖြစ်ပြီးတော့ဝိုင်းစုခိုင်တင်းကတခြားတယောက်နဲ့ဆက်လက်တွေ့ခဲ့ပါရီဒါမဲ့အောင်လာပြန်ထွက်လာချိန်မှာတော့ဝိုင်းစုခိုင်တင်းကသူ့ကိုဖောက်ပြန်တဲ့သူလို့ပြောခဲ့ကြတဲ့ပုံမှာပြန်လည်ဖြေရှင်းခဲ့ပါရီဝိုင်းစုခိုင်တင်းရှိနေတဲ့ငွေကြေးအကောင်က ဝိုင်းစုတယောက်တည်းရှာထားတဲ့ငွေမျိုးဝိုင်းစုကတော့အချောက်လိုချင်တဲ့အောင်လာကိုပေးဖို့မရှိခဲ့တာဖြစ်ပါတယ်။နှုတ်လုံးကအခုချိန်မှရှေ့လဲမတို့တာနောက်လဲမဆုတ်တာခြင်းနေပါပဲ။နှစ်ယောက်လုံးကလန်ခွဲချင်ကြပြီးမြေတစ်ဘက်ကငွေကြေးမှတ်နေရမှုတို့နှစ်ယောက်ဆက်ဆံရေးက စံမျောကြေးဖြစ်နေရလေဖြစ်ပါတယ်။အခုလိုပြဿနာတွေကြာအင်တာရေးကမကောင်းတဲ့အထက်မှာဝိုင်းစုခိုင်တဲ့ကထိတ်ဆုံကပါဝင်နေခဲ့ပြီးတော့အင်တာရေးပြဿနာတွေများစွာတွေ့ကြုံခံစားရပြီးမယ်။ဒီမှာတမားစွာနဲ့အောင်မြင်တဲ့ဘဝအခြေအနေတခုမှယက်တည်နေနိုင်စေဖြစ်ပါတယ်။နံပါတ်3ဆုမြတ်သူဆောင်ပြောင်မြောက်တဲ့တရားစောင် ID တွေကြောင့် Academy သူချိုဆိုရရရှိထားသူကတော့ဝါယံတရားစောင်မင်းတမင်းချောဆုမြတ်သူစာပဲဖြစ်ပါတယ် သူမကဆယ်စုနှစ်များစွာတိုင်အောင်အနုပညာလောကမှာအောင်မြင်မှုတွေနဲ့ဒီဒီကျေပရိသတ်ရဲ့အားပေးမှုတွေကိုတခဲနဲ့ရရှိထားတဲ့မြင်သမီးတလက်ဆုလည်းမပါဘူး။သူမရဲ့လရရစစ်တီရရှိလွန်းတာကြောင့်အားလုံးကလည်းကျမောဖြစ်နေကြတာဖြစ်ပါရယ်။သူမရဲ့တရားစွာအိုက်တင်တွေကိုလည်းလူကြီးလူငယ်မျိုးရဲ့တိုင်းနေတတ်ကြပြီးအိုက်တင်မျိုးစုံကိုဟာကွယ်မရှိအောင်တရားစွာနိုင်ခဲ့တဲ့မြင်သမီးတလက်ဖြစ်ပါရယ်။ မင်းသမီးကြီးဆိုမြတ်ဒူဇာဟာလည်းအမေရိကန်နိုင်ငံမှာလိုက်ပါနေတဲ့ပြီးဂွာရှင်ချင်းနဲ့သာအဆုံးတက်ခဲ့ရပြီးတော့ဒီနေ့အချိန်ထိတယောက်တည်းသာသူ့ဘဝကိုအကောင်းဆုံးပြည့်လည်ရည်တည်နိုင်တာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖို့ရဆယ်လီနုပညာရှင်တွေအကြောင်းများကိုဒီနေ့ဒီနေ့တင်ဆက်ပေးဖို့မှာပြတော့တစ်တစ်တော့အကြောင်းအရာတွေတင်နိုင်မလို့တန်တာဆင်နိုင်ဖို့အတွက်ဘေးနာချက်ပေးခါကောင်းလေးကိုလည်းနေထားပေးကြပါဦးရှင်။အဆုံးထိအားပေးကြည့်ရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်။